ဒီဘိန်းစာတင်ကြောင်းလေကြောင်းတိုက်ခိုက်ခဲ့ရမှုကြောင့်ကလေးတွေတိတ်ဆောင်းတဲ့ပေါ်ကုလကများစွာစောရင်ပူပန်နေပြန်ဇဂိုင်းနိုင်ဒီဘိန်းမြို့နယ်မှာရှိတဲ့မြို့သားညီညွတ်ရေးဆိုရရဲ့ဂျားကာလာပညာရေးစာတင်ကြောင်းကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်ကလေးငယ်တွေတိတ်ဆောင်းရမှုပေါ်များစွာစောရင်ပူပန်ကြောင်းကုလသမဂ္ဂကတရင်ထောက်ပြန်ပါတယ်ကုလသမဂ္ဂအတွင်ရမှုကြောင့်အန်တိုနီယိုဂီတာရက်စ်ကကျောင်းသားကျောင်းသူတွေတိတ်ဆောင်းစေခဲ့တဲ့စစ်ကောင်စင်လေကြောင်းတိုက်ခိုက်မှုပေါ်စောရင်ကြောင်းနဲ့အကြမ်းဖက်မှုကိုရှုံချကြောင်းပြောကြားခဲ့လို့ကုလသမဂ္ဂအတွက်တွင်ရမှုကြောင့်ပြောက်ကွင်းပုံကပြောပါတယ် ဌာနကိုင်ပြည်ပကပြင်းထန်ခြင်းတွေမှာတော့စာတင်ကြောင်းတွေကိုတော့အကာအကွယ်ပေးရမှာဖြစ်တဲ့ကြံဖတ်မှုပုံစံအားလုံးကိုအထွတ်ထွေတွင်ရမှုကြောင့်နေနဲ့ရှုံချတယ်လို့လည်းပြောဆိုခဲ့ပါတယ်။မေလာစနေရနေ့မနက်ပိုင်းကစကိုင်းတိုင်းဒီဘိုင်းမြို့နယ်မှာရှိတဲ့ NUG အကြားကာလပညာရေးစာတင်ကြောင်းကိုစစ်ကောင်စီတပ်ကလင်းနဲ့ဖျားပြင်ပုံနှလုံးကျဲချရမှာလက်ရှိချိန်ထိကျောင်းသားကျောင်းသူကလေးငယ်20ယောက်နဲ့ဆရာမ2ယောက်စုစုပေါင်း24ယောက်တိတ်ဆုံးခဲ့ပြီးကလေးငယ်တွေပါဝင်ရက်သားတရားကြော်ထိခိုက်တယ်ရရှိခဲ့တာဖြစ်ပါတယ်။ ။နောက်ထပ်တင်ဆက်ပေးမှာကတော့ကွန်ကရစ်မြို့နယ်တွင်ကစစ်ကောင်စီရဲ့တက်စကန်ငယ်တကူကိုတော်လိုင်းတက်တွေတိုက်ခိုက်သိမ်းပိုင်။ကင်းပြင်းနယ်ကွန်ကရစ်မြို့နယ်တွင်ကစစ်ကောင်စီရဲ့တက်စကန်ငယ်တကူကိုကရင်မျိုးသားလူများ၏တမ်တော် KNL ဦးဆောင်တဲ့တော်လိုင်းတက်တွေတိုက်ခိုက်သိမ်းပိုင်လိုက်တယ်လို့ကင်းပြင်းနယ်တွင်ကရှေ့တန်းစေတဲ့မျိုးစီကနေသိရပါဗျ။ KNL နဲ့ PDF ပေါင်းတက်တွေကမေလ14ရက်နေ့မှာကော့ဂရိတ်မျိုးနဲ့နှစ်မိုင်ခန့်ကွာအကြဘတ်စစ်ကောင်စီတပ်ကရခိုင်တပ်ဆွဲထားတဲ့အောင်စရာစစ်ကြောင်းရဲ့ကာကင်းတက်စကန်ဖြစ်အုံပြုနေတဲ့အဆိုပါစကန်ကိုတင်ပိုင်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ ကောဂရိမြို့နယ်တတန်ကူးရွာနယ်ရွာတစ်ကုံရွာထိုင်နေအာရှလမ်းမကြီးဘေးကအဆိုပါစစ်တပ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်တဲ့တိုက်ပွဲတွင်စစ်ကောင်စီတပ်ထိခိုက်သိမ်းဆုံးတာတွေရှိပေမဲ့ပြီးစားတည်ပြနိုင်ကြတော့မရှိပါဘူးဒေါ်နတောင်မော်ကစစ်ကောင်စီတပ်လက်ကျန်အောင်စရာစစ်ကြောင်းအတွက်ထောက်ပို့နဲ့စစ်ကူပေးဖို့အရေးပါတယ်လို့ဆိုရဲမဆိုပါစစ်ကောင်စီတပ်စခန်းတွေကိုဧပြီလဆန်ပိုင်းကလေးကကင်းနယ်လေးပူပေါင်းတပ်တွေစတင်တွစ်စစ်စင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးဒီကနေ့မှာတော့ပြီးသက်သိမ်းပိုက်နိုင်ခဲ့ဖြစ်တယ်လို့ဆိုပါသတင်းမြစ်ကဆိုပါတယ် ဆလပီနက်ဒလင်းမှာစစ်ကြောင်းထွက်လာစေအုစုနဲ့ PDF တွေထိတွေ့တိုက်ပွဲ၃နိုင်ကြာဖြစ်ပေါ့စေအုစုကရှေ့ဦးသေးပြီးအများအပြားတန်ရာရပကိုးတိုက်နက်ဒလင်းမြို့နယ်မှာပြည်သူစစ်ကြေးအားကနေထွက်လာတဲ့ဂျပန်စစ်ကြောင်းနဲ့ပြည်သူကားကွယ်တပ်တွေထိတွေ့တိုက်ပွဲ၃နိုင်ကြာဖြစ်ပွားခဲ့ရာဂျပန်စစ်တပ်ကရှေ့ရောက်သိမ်းဆုံးပြီးထိခိုက်ဒဏ်ရာသူအများအပြားနဲ့ပြန်လည်ဆုတ်ခွာသွားရလို့ Burma Revolution Army တပ်ခွဲမှုရဲဘော်လာကျော်ကပြောပါတယ်မေလ၁၄ရက်နေ့မနက်စောပိုင်းကနက်ဒလင်းမြို့ ပြင်ပုံပြည်သူစစ်ရွာကနေဒေါ်လာတဲ့အင်အားတရာပါဂျပန်စစ်တပ်နဲ့ပြူစော်တွေကိုနယ်တလင်းပြည်သူကာကွယ်တပ်ပေါင်းစုကမြို့ရှိချမ်းတောင်ညိုဆယ်နီတန်းတော်ကျရနာအသင်းဆောင်ကြိုတိုက်ခိုက်ခဲ့လို့သိရပါတယ်။ဆိုပါဂျပန်စစ်ကြောင်းမှာအင်မချေဆိုင်စစ်တပ်ကစစ်ကောင်စီတပ်သား40နီးပါးနဲ့ပြင်ပုံပြည်သူစစ်ဖွဲ့ဝင်တွေများပြားပောင်းနေတယ်လို့ရဲဘော်လာကျော်ကပြောပါတယ်။ပြည်ခဲ့စနစ်နေ့ကလေးကပြင်ပုံကနေတန်းတော်လေမအင်ဗန်ပွေးကုန်းရွာတွေပတ်ကုတ်120နဲ့ပြစ်လိုက်ဒရုန်းနဲ့ကျဲလိုက်လုံနေကြတာ။ အဲ့ဒါအခုမနက်မှစစ်ကြောင်းစလိုက်တဲ့ဒီနှစ်တလင်းမှာပြင်းထန်ဆုံးတိုက်ပွဲတစ်ပွဲလို့ပြောလို့ရမယ်။ကျွန်တော်ဘက်ကစနိုက်ပါနဲ့စားပစ်တာမှအရင်ဆုံးနှစ်ကောင်လဲသွားတယ်။လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပါထပ်ဖြစ်တော့နောက်ထပ်၆ကောင်တီးပါတယ်။သူတို့ဘက်က drone ခုနှစ်စီးလောက်နဲ့ကျဲတယ်120နဲ့လည်းပြစ်ကူပေးတယ်ကျွန်တော်တက်ခွဲလေးကရဲဘော်3ယောက်ရဲ့ခွဲနှစ်က2ယောက်ရဲ့လည်း drone ပုံတီးထိပါတယ် တရားက120တရေစွန့်ရကြတော့မရှိဘူးလို့ဗမာ Revolution Army တပ်ခွဲမှုရဲဘော်လာကျော်ကပြောပါတယ်အဲ့ဒီတိုက်ပွဲမှာနတ်တလင်းပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုဖြစ်တဲ့တရင်3ရက်3ညတဲ့တပ်ခွဲတွေဖုန်းနဲ့ဒီရတပ်ခွဲလေး PI တပ်ခွဲ6အရာညီနောင်နဲ့နတ်တလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပူးပေါင်းပောင်ရိုက်ခဲ့လို့သိရပါတယ်တိုက်ပွဲအတွင်းထိနာသွားတဲ့ဂျပန်စစ်အုပ်စုအပြင်ပေါ်ရာကိုပြန်လည်ဆုတ်ခွာသွားပြီးလက်တလဲမှာတော့အင်အားဖြည့်တင်တိုင်းလှုပ်ဆောင်နေလို့ရဲဘော်လာကျော်ကပြောပါတယ် ဆလတ်ပြောင်မြန်မြွတ်နယ်သူစစ်ကြောင်းထုတ်လိုက်စစ်ကောင်စီတပ်သားတွေကိုချိန်မုံတိုက်ခိုက်အလောင်းရှင်လောင်းလက်လက်နဲ့ဂန်ကျိုးသိမ်းစီရရှိမကွေးတိုင်းမြန်မြွတ်နယ်ကိုစစ်ကြောင်းထုတ်လိုက်ဂျပန်စစ်ကောင်စီတပ်သားတွေကိုချိန်မုံတိုက်ခိုက်ရမှာအလောင်းရှင်လောင်းလက်လက်နဲ့ဂန်ကျိုးကိုသိမ်းစီရရှိခဲ့လို့မြိုင်ပကပကသတင်းထုတ်ပြန်ပါတယ် မေလာတရကပကုတ်ကိုတမတရားတင်တဲ့ခလာ954တန်းစစ်ကြောင်ကိုတော်လိုင်းတက်တွေပူပေါင်းတိုက်ခိုက်ရမှာအများပြသေးပြီးမေလာ9ရက်မှာပကုတ်ကိုတမတရားတင်ကိုအထိခိုက်များစွာနဲ့ပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားခဲ့နေရကိုနေမြင်ရှင်းလင်းလှုံ့ဆောင်ခဲ့ရမှာစစ်ကောင်စီစစ်သားအလောင်း၈လောင်းနဲ့ MA1 တပ်နဲ့တလက်ကြီး900ကျော်တခြားခဲနေတိမ့်စီရရှိခဲ့ပါတယ်။အဲဒီတိုက်ခိုက်မှုကိုပကဖဆူတပ်ဖွဲ့မှုနဲ့မြိုင်ပကဖပေါပကဖပကုတ်ကိုပကဖတိုင်တဲ့ပကုတ်ကိုခရမ်းမှ2.845စက္ကန့် ကျောင်းသားတက်မတော်ကမတက်ပေါင်းစုညမြေတက်ပေါင်းစုကလုံးပြည်သူ့ကောင်ကွယ်ရေးတပ်ဖွဲ့မူဘရာသာတက်ပေါင်းစုဝင်းပလီပြောက်ကြားတပ်ဖွဲ့အာကွက်တပ်ဖွဲ့နဲ့ဒေသဆိုင်ရာတပ်ဖွဲ့တွေပူးပေါင်းလုံဆောင်ကြလို့သိရှိရပါတယ်။ဆလာပီရဲ့တိတ်တောင်မျိုးနဲ့ထုံရဝေရောင်းဟောင်းနဲ့ကြောက်တော်မျိုးမှာစစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုဆယ်နှစ်ရောက်ကလေးငယ်နှုန်းအပေါင်း၁၄ဦးသေဆုံးကြောင်းအေကထုတ်ပြန်ရခိုင်ပြည်နယ်ရသေတောင်နဲ့ကြောက်တော်မြို့နယ်တို့မှာဂျပန်စစ်ကောင်စီတပ်လေးကြောင်းတိုက်ခိုက်မှုကြောင့်ဆယ်နှစ်ယောက်ကလေးငယ်နဲ့အပါအဝင်အရသာ၁၀ယောက်သေဆုံးခဲ့လို့ရခိုင်တပ်တော်အေကမနေ့ကညပိုင်းမှာထုတ်ပြန်ပါတယ် ်မေလ17ရက်မနက်ပိုင်းမှာရသေးတောင်မြို့နယ်ထွန်းရဝေရောင်းကိုဂျပန်စစ်ကောင်စီတပ်ကဂျက်ဖိုက်တာနဲ့ပုံကျတိုက်ခိုက်မှုကြောင့်ဆယ်နှစ်နဲ့နှစ်နှစ်ရွယ်ကလေးငယ်အပါအဝင်ရက်သားပြည်သူစနေရက်သေးဆောင်ခဲ့ပြီးတော့23ရက်ထိခိုက်တဲ့ရရှိကနေ30တောင်ပြစီဆုံးရှုံးခဲ့လို့အေကဆိုပါတယ်။ဒါပြင်မေလ14ရက်ညနေပိုင်းမှာလည်းဂျပန်စစ်ကောင်စီတပ်ကကြောက်တော်မျိုးရှိလူနေရက်ွက်တွင်ဂျက်ဖိုက်တာတစ်စီးနဲ့ပုံကျတိုက်ခိုက်ခဲ့တာကြောင့်လက်ရှိချိန်တွင်ရက်သားပြည်သူများသေဆုံးပြီးနေကုန်လုံးခန့်ပြစီဆုံးရှုံးမှုတွေရှိရလို့ဆိုပါတယ်။ ငလင်တံကိုပြင်းထန်ခံစားရတဲ့ပြည်သူတွေအတွက်လူသားချင်းစာနာမှုဆိုင်ရာကူညီတွေကိုတရားစွာပေးနိုင်မှုအတွက်အေအေပါဝင်ကြီးနောက်သုံးဘွယ်ကတစ်ဖက်သက်ပြည့်ရကာလကိုမေလ31ရက်နေ့တလားတာတိုးမြင့်ထားတဲ့ချိန်ကာလကိုခွင့်ကောင်းယူကအကြပ်ဖက်စစ်ကောင်စီတပ်ကပြစ်မဲ့ပြည်သူတွေကိုအခုလိုလားတိုက်ခိုက်နေမှုတွေကိုပြင်းထန်စွာရှုံချကြောင်းအေအေကထုတ်ပြန်ပါတယ်အေအေအနေနဲ့သက်ဆုံးရှုံးသွားခဲ့ပြည်သူလူတွေရဲ့မိသားစုဆွေမျိုးတွေနဲ့ထပ်တူဝမ်းနေရသလိုအာရခပြည်သူတွေကို အစွန်လိုက်ပြွန်လိုက်တပ်ဖြတ်နေကဆင့်အားစမှုတွေကိုနိုင်ငံနဲ့ဇက်တိုက်ကျူလွန်တဲ့စစ်ကောင်စီလုံရဲကိုမှတ်တမ်းတင်ထားကြောင်းအာရခတတော်ကြီးကထုတ်ပြန်ပါတယ်ဆလပ်ပြောရခိုင်ပြည်နယ်ကြောက်တော်မြို့ကိုစစ်ကောင်စီတပ်ကလင်းနဲ့ပုံကျဲမှုအမျိုးသမီးနှောက်တမနဲ့တိစုံရခိုင်ပြည်ကြောက်တော်မြို့ရွာမရက်ကွက်ကိုစစ်ကောင်စီလေကြောင်းကပုံကျဲတိုက်ခိုက်မှုကြောင့်အမျိုးသမီးနှောက်တမနဲ့တိစုံခဲ့ပြီးသုံးထိခတ်တဲ့ရရှိခဲ့ကြောင်းဒေသခံတွေကပြောပါရယ်မေလ14ရက်နေ့၄နာရီချိန်ကစစ်ကောင်စီလေကြောင်းကနေကြောက်တော်မြို့ရွာမရက်ကွက်ကိုပေါင်ကားဘုံနဲ့လာရောက်ကျဲချခဲ့ကြောင်း မြို့မရက်ကွက်မှာနေရာမရင်တင်ဆောင်တာမင်းကလေးငယ်တယောက်ရဲ့နောက်ထပ်တရားရပြီးစီရင်ပို့တဲ့ချိန်မှာတယောက်ဆုံးသွားတယ်နောက်ထပ်၃ယောက်တရားရပါတယ်ဘုံကျဲရ၄နိုင်လောက်မှလို့ခံမရတယ်ပထမကလေးငယ်ရဲ့ခန္ဓာကိုယ်စိတ်ပိုင်းတွေကိုတစားစီကောင်းရပါတယ်ရှင်းတို့ပြစ်ခတ်မှုကြောင့်ကြောက်တော်မျိုးကန်တွေကထိတ်တလန့်ဖြစ်ကြပြီးနောက်ထပ်စစ်ကောင်စီလေကြောင်းကနေလာဘုံကျဲမကိုစွန့်ရင်နေမှုတွေနဲ့မြင့်တက်နေကြောင်းမျိုးကန်တွေကပြောပါတယ် ပြီးခဲ့ဧပြီလ23ရက်ကြောက်တော်မျိုးကိုစစ်ကောင်စီလက်ချောင်းကပုံကျဲတိုက်ခိုက်မှုကြောင့်အမျိုးသမီး၃ထိခိုက်ဒဏ်ရာရှိခဲ့ပြီးဧပြီလ26ရက်ကလည်းပုံကျဲမှုကြောင့်ဒေသခံတအုပ်တေဆောင်ကနှုတ်ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။စစ်ကောင်စီကနောက်ထပ်ရခိုင်ပြည်နယ်တွင်ကမြို့နယ်တွေကိုရွေကျက်ရှိရှိလက်ချောင်းကတဆင့်ပုံကျဲလာနိုင်ပြီးအထူးသတိထားလိုအပ်နေကြောင်းကြောက်တော်ဒေသခံတအုပ်ဖြစ်တဲ့စီးလေးလာနေသူတအုပ်ကပြောပါတယ်။ရတဲ့တောင်ကိုပုံစံတိုက်ခိုက်တဲ့အဒီမှာစစ်နောက်ထမနေသေးတဲ့ကိုကြောက်တော်ဘက်ကိုလှည့်လာတဲ့ဒါတွေကပြည်သူတွေကိုအကြောက်တရားတွေပုံလွှမ်းအောင်လုပ်တာဖြစ်ပါတယ်။ အကြောက်တရားရဲ့ပြန်အောင်လောက်တာဖြစ်တယ်မင်းဖြန်ဆိုတဲ့ဟာကိုဒီစစ်တက်ကအကြောက်တရားရဲ့အတွင်းညကျွန်တော်အားလုံးဒီချိန်မှာခရုဆိုင်ရမယ်ဆုံးဆုံးဒီရုံမှာဖို့ဝင်မလေးဘူးဆိုတာကိုပြသနေရဖြစ်ပါတယ်ထို့ပြင်မေလ17ရက်နေ့ကလည်းရတိတောင်မြို့နယ်ထွန်းရွက်ဝကျေးရွာကိုစေကောင်စီကလေကြောင်းကနေပုံကျဲတိုက်ခိုက်မှုကြောင့်အရက်သား3တေပြီး20ဦးထံမှနေထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။စကိုင်းကလင်ကိုအကြောင်းပြုပြီးတော့စေကောင်စီကမေလ31ရက်နေ့ဒီအပြစ်ခတ်ရစဲလို့ကြေညာထားတော့လဲရခိုင်စကိုင်းမန္တလေးကရင်နီကရင်ပြည်နယ်တို့ကိုနေ့စဉ်ပုံကျဲတိုက်ခိုက်နေပါတယ်။